မင်္ဂလာပါရှင်2025ခုနှစ်မတ်လ25ရက်နေ့အင်ကာနေမေယူချန်နေမြန်မာဘာသာပြန်အစီအစဉ်မှကျမလတ်လဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားချုပ်လမ်းပြမြေပုံမှတစ်စင်ရိုဟင်ဂျာများ နေရက်ပြည်ရေးတည်ချစေရင် International အတိုင်းဝိုင်းအောင်သူဟစ်တောင်းစုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဤလုပ်ငန်းစဉ်ချက်ချင်းစတင်တင်ပေါ်ကြဲဟုရူဟင်ဂျာများအောင်မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရေးတွင်ကမ္ဘာလုံးဆိုင်ရာတောင်းဝင်ရှိသူများအောင်တကြွစွာပောင်းဝင်လှုပ်ဆောင်ရန်ဟူဆိုင်ကတောင်းဆိုလိုက်ပါကြဲပြီးခဲ့တဲ့တနင်္လာနေ့မတ်လ18ရက်နေ့တွင်နိုင်ငံသားရေးဝန်ကြီး MT တူဟစ်ဟူဆိုင်ကမြန်မာနိုင်ငံရှိရခိုင်ပြည်နယ်ဤနေရက်ကနေအသိအသမဆုံးပြမောင်းချုပ်ခဲ့တဲ့ရိုဟင်ဂျာများအောင် ၎င်းတို့၏နေရက်သို့ဘေးကင်းလုံခြုံပြီးလူကုန်တိတ်ခါနှင့်အညီပြန်ပို့ရဲကြွယ်ရှင်လေးပြတ်သားတဲ့လမ်းပြမြေပုံ၏အရေးပါမှုကိုအလိပိပြောကြားခဲ့ကြောင်းသိရပါကြ။မင်္ဂလာတိနိုင်ငံသားရေးဝင်ကြီးသည်အသည့်ခန့်အပ်ခြင်းခံရတဲ့ဩစတြေးလျမဟာမင်းကြီးဆူဆန်ရိုင်ယယ်နှင့်ဝင်ကြီးယုံ၌ကာရာပြူတွေ့ဆုံစဉ်၎င်းကထို့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါကြ။ ရူဟီဂျာကျဲသေးကိုဖြည့်ရှင်းရင်ဘင်္ဂလားဒေ့ရှ်၏စက်မတ်ကျူပန်အားချုပ်မှုများနှင့်ရေရှည်တည်တံ့တဲ့ဖြည့်ရှင်းနည်းကိုပံ့ပိုးပေးရာတွင်နိုင်ငံတကာအတိုင်းအဝိုင်း၏အရေးပါတဲ့အခမ်းအနားကိုအဓိကထားဆွေးနွေးခဲ့ပါကြသည် ဤလုံငန်းစဉ်ချက်ချင်းစတင်တင်ပါကြဲဟုရူဟင်ကြောင့်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကြွယ်ကမ္ဘာလုံးဆိုင်ရာတာဝန်ရှိသူများအောင်တက်ကြွစွာပါဝင်လှုပ်ဆောင်ရေးဟူစိန်ကတောင်းဆိုလိုက်ပါကြဲဩစတြေးလျတန်တမန်ဒီအဆိုပါကိစ္စရဲ့အကျွဲဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လက်တွဲဆောင်ရွက်သွားရန်ကတိပြုထားကြောင်းကိုအမှခံခဲ့ပြီး နေရပြန်ဖို့ရေလုပ်ငန်းစဉ်ကိုအရှိမြင့်လုံဆောင်သွားရန်အတွက်လိုအပ်တဲ့အကူအညီများပေးအပ်သွားမည်ဟုကတိပြုကြောင်းတုတ်ပြန်ခဲ့ပါကြ။ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်ရိုဟီဂျာဒုက္ခသည်တတန်းကျော်အောင်လက္ခဏာခုလုံခွင့်ပေးမှုကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ထုတ်ဝင်ပို့ဖြစ်လာကြကိုအသိအမှတ်ပြုခဲ့ပြီးတာရှေခံဖြည့်ရှင်းချက်တစ်ခုရရှိရင်ဩစတေးလျ၏စီးလုံးညီညွတ်မှုကိုထပ်မံအတိပြုပြောဆိုခဲ့ပါကြ။ ရိုဟင်ဂျာပြည်တနာအပြင်ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းနေထိုင်မှုနဲ့ဗီဇာဆိုင်ရာပံ့ပိုးကူညီမှုတို့အပါအဝင်နှစ်နိုင်ငံကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ဟူစိန်ဒီဘင်္ဂလားဒေ့ရှ်၏နည်းပညာလေ့ကျင့်ရေးစင်ကြာများနဲ့အော်စတြေးလျ၏နည်းပညာနဲ့နောက်ထပ်နည်းပညာရေးဆိုင်ရာ TAFE အဖွဲ့အစည်းများအကြားပုံမှန်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းအကျိုးလေးပေးပြောကြားခဲ့ပါတယ်။ ဤကဏ္ဍတွင်ဩစတေးလျပူပေါင်းဆောင်ရွက်မှုသည်ဘင်္ဂလားဒေ့ရှ်ဤဤပညာဆိုင်ရာပညာရေးစံနှုန်းများကိုနိုင်ငံတကာဤအသိအမှတ်ပြုမှုကိုပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် ကျွမ်းကျင်လောက်သားများကြွယ်နိုင်ငံရချာတို့ရွှေပြောင်းသွားလာနိုင်မှုပုံပေါ်အကောက်လာစေမည်ဖြစ်ကြောင်း၎င်းကအလေးပေးပြောကြားခဲ့ပါကြ။နိုင်ငံခြားအကြံပေးသည့်၎င်းရဲ့ခန်းကဏ္ဍတည်ကြွယ်မဟာမင်းကြီး Royal R ချီချူကွန်ပျူခဲ့ပြီး၎င်း၏တောင်ဝင်တပ်တန်းကြွယ်ဘင်္ဂလားဒေ့ရှ်၏အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကိုအမခံခဲ့တယ်လို့ဆိုပါကြ။ ရိုဟင်ဂျာတဲ့တဲ့ဘင်္ဂလားဒေ့ရှ်အတွက်လူသားချင်းစာနာထောက်ထားမှုနဲ့နှစ်နိုင်ငံအရပီအာပေးမှုအားကောင်းတဲ့စိတ်ခေါ်မှုတရက်အဖြစ်ရှိနေသေးတယ်လို့ဆိုပါတယ်။ကျွမ်းကျင်သူများနဲ့မူဝါဒချမှတ်သူများတဲ့ရိုဟင်ဂျာများအောင်မိမိနေရပ်သို့ပြန်နိုင်ရွဲ့ဘေးကင်းလုံခြုံပြီးတည်လျော်တဲ့ပတ်ဝန်းကျင်ကိုဖန်ကြီးပေးရန်ကြွယ်ခိုင်မာတဲ့ရည်တည်ချက်တရက်ကိုချမှတ်ရင်နိုင်ငံတကာအသိုင်းအဝိုင်းအားဆက်လက်တိုက်တွန်းထားပါတယ်။ တကဘာလုံးတိုင်းတာနဲ့တဏီတညွတ်ထဲကြိုကန့်ဆောင်ရွက်မှုတွေမရှိဘူးဆိုပါကနေရက်ကနေအသိအထမမောင်းချုပ်ခံရတဲ့ရူဟင်ဂျာတွေဟာနေရက်ပြန်ရဲအချိန်ကျလာတာနဲ့မြောက်ဒေတာတွေမတိငိမ်မှုတွေပုံမှုဖြစ်လာစေပြီးမြန်မာတို့ပြန်ပို့ရေးလုပ်ငန်းစဉ်အရင်ကချက်ပုံမှုရှုပ်ထွေးစေနိုင်ပါကြလို့ဆိုပါတယ်